ရှန်ကယားနေဆက်မိုးပြဲရှည်တန်းတပ်ဖွဲ့မှကြာဆုံးသွားခဲ့ရတဲ့ကင်းဒီမျိုးသားများကာကွယ်တပ်တရဲမှတ်29ကရဲဘော်2ဦးရဲ့ဇာပနာအခမ်းအနားရှန်ကယားနေဆက်မိုးပြဲမျိုးရဲ့ရှည်တန်းစစ်မင်းသားပြင်မှာမြင့်မြတ်စွာတပ်ပေးလူကြာဆုံးသွားခဲ့ရတဲ့ကင်းဒီမျိုးသားများကာကွယ်တပ်တရဲမှတ်29ကရဲဘော်2ဦးရဲ့ဇာပနာအခမ်းအနားကို 2025ခုနှစ်ဧပြီလ9ရက်နေ့မှာကင်နီမျိုးသားများကာကွယ်တပ်တရင်မှတ်29ကပြုလုပ်ပြီးခဲ့တာလည်းဖြစ်ပါတယ်။အဆိုပါကြာဆုံးခဲ့တဲ့ရဲဘော်2ဦးဟာအသက်24နှစ်အရွယ်တရင်29ရဲ့တခွဲတစ်ရဲဘော်ဟိမ့်ပြေဆောင်ခေါ်ပနားနဲ့အသက်21နှစ်အရွယ်တက်စိန်မူရဲဘော်စလိုင်းအီလီယာခေါ်ရဲဘော်ချက်ထိုင်တို့ဖြစ်ပါလေ။ ရဲဘော်ဟိန်ပြေဆုံးခေါ်ရဲဘော်ပနားဟာပြီးခဲ့တဲ့2025ခုနှစ်ဧပြီလ9ရက်နေ့မှာစစ်ကောင်စီနဲ့တော်လန်တိုက်ခိုက်ရေးကြာဆုံးခဲ့ရပြီးရဲဘော်စလိုက်အီရီယာခေါ်ရဲဘော်ချက်တိုင်ကတော့2025ခုနှစ်ဧပြီလ9ရက်နေ့တိုက်ပွဲအတွင်းမှာတန်ရရရင်2025ခုနှစ်ဧပြီလ6ရက်နေ့မှာရှေ့တန်းတိုက်ပွဲကရရှိခဲ့တဲ့တန်ရနဲ့ပဲမြင့်မြတ်စွာအသက်ပေးလူကြာဆုံးသွားခဲ့ရတာလေ။ ဖြစ်ပါတယ်။အခုလိုဆီယာနာရှင်စနစ်ကြာရှုံးဖို့နဲ့ Federal Democracy စနစ်ပေါ်ပေါက်လာရေးတို့အတွက်အသက်ပေးသွားခဲ့တဲ့ရဲဘော်နှုတ်အတွက်ဂုံယူဝမ်းနေရသလိုအသက်ပေးသွားကြတဲ့အာဇာနည်ရဲဘော်များအားလုံးအတွက်ဒေါ်လာရေးပန်းနဲ့အရောက်သွားမှာဖြစ်ကြောင်းတတိသက်စာ ပြုလိုက်ရပါတယ်လို့ဒေနီမိုးသားများကာကွယ်ရေးတပ် KNDF တရင်မှ29ကဝန်ထမ်းချင်းများစွာဖြင့်ထုတ်ပြန်ထားကြတာလည်းဖြစ်ပါတယ် ဂျာဆုံခဲ့တဲ့ရဲဘော်တွေဟာအသက်20ကျော်အရွယ်လေးတွေဒါရှိနေသေးတာလည်းဖြစ်ပါတယ်။တကယ်တမ်းပြောရင်ဒီလူငယ်လေးဟာမြေဦးတော်လည်းစတင်ခဲ့တဲ့2021ခုနှစ်ဖေဖော်ဝါရီလတရက်နေ့ကတော့ဆိုရင်ဆယ်ကျော်တဲ့အရွယ်လေး18 19အရွယ်ဒါရှိနေကြသေးဦးမှာဖြစ်ပါတယ်။အခုချိန်မှာတော့အသက်အရွယ်ငယ်ငယ်လေးတွေနဲ့ခက်ကပေးလာတဲ့တမိုင်းပေးတာဝန်တွေကို ကိုယ်တိုင်ဝင်ရှူပခုံးထမ်းကြရင်ဒိုင်းမီနယ်ပြည်သူလူထုကိုဖက်စစ်အကြမ်းဖက်လက်အောက်ကနေကာကွယ်ရင်းရှေ့တန်းတိုက်ပွဲတွေမှာမြင့်မြတ်စွာကြဆုံသွားခဲ့ရပြီပဲဖြစ်ပါတယ်။ဒီလိုမျိုးကြဆုံမှုတွေဟာကျွန်တော်တို့အားလုံးနဲ့ပြည်သူတွေကိုဖက်စစ်စစ်မိစာယူတွေလက်အောက်ကနေကာကွယ်ဖို့အတွက်တိုက်ပွဲဝင်ကြဆုံသွားခဲ့ရတာဖြစ်တယ်ဆိုတာကျွန်တော်တို့အားလုံးကဘယ်တော့မှမေ့မသွားကြဖို့လိုအပ်ပါတယ်။ သူတွေရဲ့ကြာဆုံးမှုတွေဟာကျွန်တော်တို့ကိုကာကွယ်ရေးကြာဆုံးသွားခဲ့ရတာဖြစ်တယ်ဆိုတော့ကိုကျွန်တော်တို့ပြည်သူတွေအားလုံးရဲ့ရှင်ထဲမှာတည်ထားကြဖို့လိုအပ်ပါတယ်ဒီလိုတန်ဖိုးရှိတဲ့အသက်တွေကို မကြာဆုံးဖို့အတွက်ကျွန်တော်တို့အားလုံးကမြေဥတော်လိုင်းမှာနေ့ရက်တိုင်းပါဝင်နေကြပြီးမြေပြင်မှာရှိတဲ့ရဲဘော်တွေရဲ့အသက်တွေကိုကာကွယ်နေကြရမှာလည်းဖြစ်ပါတယ်ဒီလိုလူငယ်လေးတွေကတော့အသက်တွေခန္ဓာတွေဘဝတွေကိုစွန့်လွတ်ပေးဆက်ပြီး မြို့တော်လိုင်းမှာဖက်စစ်အကြမ်းဖက်တွေကိုတိုက်ထုတ်နေတာကျွန်တော်တို့ကရောဘာလို့မြို့တော်လိုင်းမှာမပါဝင်နိုင်ရမှာလဲဖိနေကံပြည်သူနဲ့တူတရားရဲဘက်ကနေလက်နက်ကိုင်းတော်လန်ရင်းမြင့်မြတ်စွာအသက်ပေးလူကြာဆုံးသွားကြရတယ်ကင်းဒီမျိုးသားများကာကွယ်တက် KNDF တရင်အမှတ်29ကရဲဘော်အိမ်ပြေစုံနဲ့ရဲဘော်စလိုင်းအေရီယာတို့အား ကျွန်တော်တို့စပုတ်ပြီးတဲ့မြန်မာမှာအလေးအညီပြုမှတ်တမ်းတင်လိုက်ရပါတယ်။ Airborne ရဲ့ဇွန်လနေ့နာခံပေးဆက်ခဲ့ရမှုတွေအတွက်ကျွန်တော်တို့အားလုံးနဲ့တူဒီနေ့ဦးတော်လိုက်တမိုင်းကဘယ်တော့မှပြေးသွားနိုင်ပြီမဟုတ်ပါ။ကြာဆုံးခဲ့ရတဲ့ Airborne ဘာပြားရည်ဝင်တော့မှအေဂျင်စွာအနာရှင်ဖြစ်ပါ။ ဖဆေကြံပန်ဆရာနာရှင်တွေကိုအမြင့်ပြတ်ချီးမွမ်းရင်းရေဦးတော်လိုင်းမှာကြာဆုံးသွားခဲ့ရတဲ့သူရဲကောင်းအာဇာနည်ကြီးရဲ့အချောင်းကိုခြေခွဲဝမ်းနဲ့ကိုယ်ယူလေးစားခြင်းများစွာဖြင့်အလေးနပြုမှတ်တမ်းတင်နေတဲ့စပုတ်ပီဒီအမ်မြန်မာ YouTube Channel ကိုနားဆင်နေကြတာပဲဖြစ်ပါတယ်။စပုတ်ပီဒီအမ်မြန်မာ YouTube Channel ကိုကြည့်ပေးခြင်းအပြင်ဖဆေဆရာနာရှင်တွေကိုလက်နက်ကင်တိုက်ပွဲဝင်နေကြတဲ့တော်လိုင်းရဲဘော်တွေကိုထောက်ပို့နိုင်ပါလေဖြစ်ပါတယ်။ ဒီ YouTube channel ကရရှိတဲ့ဝင်ငွေအားလုံးဟာလည်းမြေပြင်တော်လိုင်းရဲဘော်တွေစီအလုံးစုံစီစဉ်နေရတယ်ဖြစ်ပါတယ်ခင်ဗျာ မြင့်မြတ်စွာကြဆုံးခဲ့ရတဲ့သူရဲကောင်းအာဇာနည်တွေကိုမှတ်တမ်းတင်ကပီးမော်ကွန်းထိုးနေရခြင်းဟာမြမတွင်ဦးတော်လန်ရေးမှာရဲဘော်တွေရဲ့အသက်တွေဘဝတွေအိမ်မက်တွေကိုစွန့်လွတ်ပေးဆက်ခဲ့ရပြီးတိုက်ယူခဲ့ရကြောင်းတမန်ရဲ့စာမျက်နှာတွေမှာမှတ်တမ်းတင်ထားခြင်းလိုပဲဖြစ်ပါတယ်။ကြဆုံးခဲ့ရတဲ့သူရဲကောင်းတွေကိုဘယ်တော့မှမမေ့ပါနဲ့။မြမနိုင်ငံရဲ့ရမှာ Federal Democracy နိုင်ငံပေါ်ထွန်းလာရေးအတွက် အဖိနိကံပြည်သူနဲ့အတူတရားတဲ့ဘက်ကနေလက်နဲ့ကံရွေပဲဖြစ်စီလက်နဲ့မကံရွေပဲဖြစ်စီတိုက်ပွဲဝင်နေကြတယ်ပြည်သူကာကွယ်ရဲဘော်များအတွက်ထောက်ဖို့ပြည်သူများအနေနဲ့ရရနေရာတွေကနေအုတ်တချက်တဲတပွင့်အနေနဲ့အမြဲမပြတ်ပါဝင်နေရဖို့ကိုလည်း support ပြည်သူရဲ့ညီမကတိုက်တွန်းလိုက်ရပါတယ်အရေးတော်ဘုံအောင်ရမည်အာရရှိမြေဆ